အပတ်စဉ်တောက်ကြနေတိုင်းထုတ်လွှင့်နေတဲ့မှတ်မှတ်သားသားစကားများအစီအစဉ်ကိုထုတ်လွှင့်ပါပါတပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကိုအခြေခံပြီး RFA1 တို့သားကိုကျော်မင်းထွန်းကတင်ပြထားပါတယ်ရှင်မင်္ဂလာပါခင်ဗျာဒီတစ်ပတ်မမသားသားစကားများအစီအစဉ်မှာထူးထူးခြားခြားသတိထားမိတဲ့ပြောစကားတချို့ကိုပထမဆုံးပြန်ဖောက်သည်ချလိုပါတယ်ရှမ်းပြည်တောင်ပိုင်းရွှေညောင်မြို့နယ်ကွန်လုံကျေးရွာအုပ်စုရေဘူးရွာကတောင်သူတူမိမိကိုမိမိ မိရှုတက်သေးခဲ့ရတာဟာတက်ဆိုင်ရာတက်အရာရှိပိုင်းကဆွန့်လွတ်တင်တာကိုမဆွန့်လွတ်ခဲ့လို့အခုလိုဖြစ်ရတာလို့အငိမ့်စားဘိုလ်ချုပ်တူဦးဖြစ်သူလွှတ်တော်မြေယာကော်မရှင်ဥက္ကဋ္ဌဦးတင်ထွတ်ကတရားဝင်တင်ပြပြောကြားလိုက်ပါတယ်မေလ22ရက်နေ့လွှတ်တော်အစည်းအဝေးမှာဦးတင်ထွတ်ကအခုလိုတင်ပြခဲ့တာဖြစ်ပြီးဆွန့်လွတ်တဲ့မြေကိုမဆွန့်လွတ်ဖဲအကြောင်းမျိုးမျိုးပြတင်စီထားကြောင်းဆွန့်လွတ်ပေးတဲ့မြေကိုမဆွန့်လွတ်တဲ့အပြင်မသက်ဆိုင်သူတွေကဒီနေရာတွေကိုအပိုင်ရောက်ထားရလည်းရှိတဲ့အကြောင်း တိမ့်စိခံထားတဲ့လယ်မြေကိုပြန်မရလို့တောင်သူတူးမီးရှို့ပြီးအဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းတွေသတင်းမီဒီယာတွေမှာတွေ့ရကြောင်းတင်ပြခဲ့တယ်လို့သိရပါတယ်။တဆက်တည်းမှာလည်းရေဘူးရွာကလယ်သိမ်းခံရလို့ကိုကိုကိုမီးရှို့တည်ဆုံးခဲ့တဲ့တောင်သူဦးမြင့်အောင်နဲ့ပတ်သက်လို့ဒါဟာဆိုးတဲ့သမိုင်းမဟုတ်ပဲရိုင်းတဲ့သမိုင်းမှာလို့မိုးလေဝသနဲ့ဇလားဗေဒပညာရှင်ဦးထွန်းလုံကသူ့ရဲ့လူမှုရေးစာမျက်နှာ Facebook မှာရေးသားထားပါတယ်။ 436ပဲဖြစ်စေ59ဆလုံးကိုပဲဖြစ်စေဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလှုပ်ဆောင်ရမှာပြည်သူတွေမထိခိုက်မနစ်နာတဲ့နီလန်းကိုသာ NLD ပါတီအနေနဲ့ရွေးချယ်လှုပ်ဆောင်တော့မှာဖြစ်တယ်လို့ဒေါ်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်မေလ23ရက်နေ့ကကချင်ပြည်နယ်ပူတောက်ခီးစင်မှာဒေါ်ဆန်းစုကြည်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်59ဆအပြင်ဒီမိုကရေစီစံနှုန်းစံထားတဲ့နဲ့မကန့်ညီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အချက်တွေကိုပြင်ဖို့ကျမတို့ဘယ်လိုလုပ်မလဲဆိုရင် ျမတို့ဘယ်လိုပဲလုပ်လို့ကျမတို့ပြည်သူမနစ်နာတဲ့ညီနဲ့ပြည်သူမထိခိုက်တဲ့ညီကိုပဲကျမတို့ရွေးမှာကျမတို့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဒါလည်းစဉ်းစားထားတော့ရှိပါမယ်ပြောစင်ပြောလိုက်တဲ့အခါမှာပြောမှာပါအဲ့တော့ကျမတို့ပြောတဲ့အခါကျမတို့ကဘယ်လိုနည်းနဲ့ဆက်ပြီးသွားမယ်ဆိုတာကိုသုံးပြပြင်းလေပြည်သူကိုတိတ်တိတ်ချာချာကျမတို့ရှင်းပြမှာရန်ကုန်မြို့လေကအေက60ကျဲရှိတဲ့ရေကူးတန်လွင်ယုံဝင်းကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုတည်းကိုရည်ရွယ်တဲ့စီးမြင်းတွေနဲ့နှစ်ရှည်လွှဲပြောင်းပေးဖို့တင်တာခေါ်တာဟာကုမ္ပဏီတစ်ခုရဲ့အကျိုးစီးပွားကိုသာရှေ့ရှုနေတဲ့အပြင်အစိုးရတဲ့ရဲ့သမိုင်းမှာဖျက်မရတဲ့အမဲဆက်ကြီးတစ်ခုတင်ကြံရစ်မှာဖြစ်တယ်လို့ရန်ကုန်မြို့တော်ဝန်ဟောင်းတူဖြစ်တဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းလင်းကသတိပေးပြောကြားလိုက်ပါတယ်။ရေကူးအတန်လွန်ယုံဟောင်းတင်တာဟာပွင့်လင်းမြင်သာမှုမရှိတဲ့အတွက်ဒီတင်တာကိုရပ်ဆိုင်ပေးဖို့လွတ်တော်မှာတင်ပြစဉ်ဦးအောင်သိန်းလင်းကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုအတွက်လက်တလောအကျိုးမြတ်ရေစီအကျိုးမြတ်တွေအမြောက်များရရှိစေမှာဖြစ်တဲ့အတွက်ဒီတင်နာခေါ်ယူမှုကိုပြန်လည်သုံးသပ်ပြီးဒီစီမံကိန်းဆောင်ရွက်ဖို့တင့်မတင့်ပြန်သုံးသပ်တင်ပါလေဒီလိုပွင့်လင်းမြင်သာမှုမရှိပဲကုမ္ပဏီတစ်ခုကိုသာရည်ညွှန်းတဲ့တင်နာစီမင်းတွေနဲ့ရေကူးတန်လွင်စိတ်ရုံဝင်ဟောင်းတွေကမြေ90ကိုပုဂ္ဂလိကကုမ္ပဏီကိုအပိုင်ပေးလိုက်မယ်ဆိုရင်နိုင်ငံတော်အစိုးရပေါ်မှာပြည်သူလူထုရဲ့ယုံကြည်ကိုးစားမှု ရှားဆင်းသွားနိုင်ပါတယ်အတွင်ကူပြောင်းရေးအစိုးရတရားအနေနဲ့တွဲကြုံရင်ဆိုင်နေရတဲ့စိန်ခေါ်မှုအကြက်တဲတွေအပြင်နောက်ထပ်အကြက်တဲတစ်ခုထပ်မံတွဲကြုံရနိုင်ပါတယ်အစိုးရတရားတမိုင်းမှာလည်းဖြတ်မြတဲ့အမဲစက်ကြီးအဖြစ်အစဉ်ဆက်တင်ကြနေမှာဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်တွေအိမ်ငိုက်တာတွေကိုဓာတ်ပုံဗီဒီယိုတွေရိုက်ပြီးမီဒီယာတွေမှာဖော်ပြတာတွေရှိတဲ့အတွက်သတင်းတောက်တွေကိုလွတ်တော်ကြားနာပွဲတွေမှာကိုယ်တိုင်တက်ရောက်သတင်းရယူခွင့်ပိတ်ပင်လိုက်တာဟာ ထမရေဘူးရှာလွှဲတဲ့လုပ်ရပါလို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဥခိုင်မော်ကြီးကပြောကြလိုက်ပါတယ်။မေလ26ရက်နေ့ကကျင်းပတဲ့လွှတ်တော်အစည်းအဝေးကစပြီးတော့လွှတ်တော်အစည်းအဝေးတွေကိုထုတ်လွှင့်ပြသနေတဲ့ TV ဖန်သားပြင်ကတစင်သာရိုက်ကူးဖို့လွှတ်တော်အာဏာပိုင်တွေကတားမြစ်ပိတ်ပင်ပြီးမေလ28ရက်နေ့ကဥခိုင်မော်ကြီးကအခုလိုပြောလိုက်တာဖြစ်ပါတယ်။လွှတ်တော်မှာအားနေချက်တည်းရှိတယ်။ဟုတ်ပြီအင်္ဂိတ်တာရှိမှရှိမယ်။တစုံတရာကိစ္စတွေရှိရင်ရှိမယ်။ဟို အဲ့ဒါကလွတ်တော်ကိုယ်စားလှယ်တူချင်းစီရဲ့တာဝန်ခံမှုတာဝန်ယူမှုပဲဖြစ်တယ်အဲ့ဒါကိုလွတ်တော်ကိုယ်စားလှယ်တွေကကိုယ့်ရဲ့အားနည်းချက်ကိုမပါစေချင်ရင်ကိုကောင်းအောင်နေဖို့အခုလွတ်တော်တက်လာလား၄နှစ်ကျော်အ၅နှစ်ထဲရောက်ပြီအခုလွတ်တော်အင်ဂိမ်းဒါနောက်ဆုံးကစားနေကြပြီ နောက်ဆုံးဆောင်ရွက်နေကြပြီဒီလိုအချိန်လေးမျိုးဘာလို့လူသိမခံကျင်ရမှာလဲဘာလို့လူသိမခံရဲရမှာလဲလူသိခံရဲရမှာကိုလို့တော် ပြည်သူကိုတိခွင့်ပေးရမယ်။ကောင်းလာလို့ဒီဖြစ်စေဆိုးလာလို့ဒီဖြစ်စေဟုတ်ပြီလွတ်တော်မှာအခြားအရေးကြီးကိစ္စတွေပြည်သူတွေမသိစေချင်သေးဘူးဆိုရင်တကားပိတ်စီဝေလောက်လိုက်ပါဘယ်သူမှတိခွင့်မပေးပါနဲ့အဲဒါပေမဲ့အဓိကပါလဲဆိုရင်လွတ်တော်ကိုယ်စားလှယ်တွေရဲ့အားနည်းချက်ကိုနော်သိပါစို့လို့ဆိုတာမျိုးကဒါထမရေဘူးရှာလွဲတယ်လို့ပြောရမှာဖြစ်တယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးလာဆွေကတော့ လွတ်တော်ကြားနာပွဲတိုက်ရိုက်သတင်းရယူတာဟာဘောလုံးပွဲကိုကွန်းတဲ့ကိုတိုင်းသွားရောက်ကြည့်ရှုရတာနဲ့ခိုင်နိုင်ပြောကြားလိုက်ပြီးလွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့မငိုက်ဖို့ကြိုးစားရမှာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။လုံးပွဲကိုများတို့ကွန်းနဲ့သွားကြည့်ရတယ်ဒီမြေကြီးကြည့်ရတယ်ဘုရားရတာရှိ။လက်ဖက်ရည်အိမ်မှာတောက်တာနဲ့ဆိုင်မှာတောက်တာဘုရားရတာရှိ။ဆိုင်မှာတောက်တာရရှိ။ကိုယ့်အိမ်မှာကုဆတ်တာမကောင်းဘောလုံးပွဲလည်းဖြစ်နိုင်ရင်တော့ကွန်းထဲမှာသွားကြည့်တာအားပါတော့နော်။ငိုက်တဲ့လူကငိုက်နေပေါ်ရလို့ ုံးလေငိုက်တာတပ်ဖို့ရိုက်ပြီးတော့တင်လဲဆိုမငိုက်တော့မငိုက်ငိုက်သွားရင်လေလူပဲညာငိုက်မှာပေါ့ဟုတ်လားဒီခါလေးကျွန်တော်ဆိုအရမ်းပြန်ပါနေရဆိုမိုးချုံမှပြီးတယ်ဘယ်လိုဆိုစောကြီးလောရတယ်သူဆိုကျွန်တော်မနေ့ညမနေ့ညတောက်လျှောက်ဒီဟိုမှာဟိုလို့တော့ဒီလို့တော့ဒီနေ့အခုခဏနေဆွနေရအောင်ကျွန်တော်ငိုက်မိတာပဲအဲ့ဒါငိုက်တာကိုတော့ရိုက်တယ်တင်ပေါ့ဟုတ်လား တိသေးချင်းငိုက်တော့ငိုက်တော့လဲဝင်ခံလိုက်ပါဟုတ်တယ်ကျွန်တော်အဲ့နေရာငိုက်တယ်လူသားပဲเนาะအခုတော့မမသားသားစကားများစီစဉ်ရအောင်လောက်ပါခင်ဗျာကြီးစုနားစင်ကြသူအားလုံးကိုကျေးဇူးတင်ပါတယ်